အခုလိုပူအိုင်းနေတဲ့အချိန်မှာဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကချွေးထွက်ပုံများပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိမ့်ဖို့ဖြစ်တယ်။အပူချိန်ကိုဘယ်လိုထိမ့်လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်ကအပူချိန်တက်လာတဲ့အခါမှာဒီခန္ဓာကိုယ်ကနေပြီးတော့ရေဓာတ်တွေကိုထုတ်လုပ်ပေးတယ်။ခန္ဓာကိုယ်ပြင်ပကိုချွေးအနေနဲ့ထုတ်လုပ်ပေးတယ်။အဲ့တော့ခန္ဓာကိုယ်ရဲ့ရေတွေကပြင်ပကိုချွေးအနေနဲ့ထွက်လာတဲ့အခါမှာကျွန်တော်တို့ခန္ဓာကိုယ်အပူချိန်ကတဖြည်းဖြည်းကျချင်းလာပြီးတော့ခန္ဓာကိုယ်ကအေးလာတယ်လို့မခံစားရတယ်။ဒါကတော့ကျွန်တော်တို့ခန္ဓာကိုယ်ကလှုပ်ဆောင်ပေးတဲ့ auto cooling system တစ်ခုပါ။ တော့ယာရီဥဒူပူတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်ကချွေးတွေထွက်ပြီးတော့ချွေးတွေကခန္ဓာကိုယ်ထဲမှာစီးကျလာတယ်။ဒါပေမဲ့တချို့နေရာကကြတော့ချွေးတွေကစီးကျမလာဘဲနဲ့စုပြုံနေကြတယ်။နော်အထူးသဖြင့်ကျွန်တော်တို့ခန္ဓာကိုယ်အောက်ပိုင်းနေပြီးတော့ဂျိုင်းကြတယ်။နော်ဂျိုင်းကြဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကဒီချွေးတွေထွက်လာတဲ့ချွေးတွေတို့ကဒီပိတ်မိနေပြီးတော့ဒီချွေးတွေနဲ့တူအနှံ့ဆိုးတွေပါပို့ပြီးတော့ထွက်စီ။ချွေးထွက်နှုန်းကိုလျှော့ချဖို့ဆိုရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ခန္ဓာကိုယ်မှာဝတ်ထားတဲ့ဒီအဖို့အစားတွေကပုတ်ပုတ်ပပရှိဖို့လိုအပ်တယ်။လေဝင်လေထွက်ကောင်းဖို့လိုအပ်တယ်။ ဒါမှသာချွေးတွေချွေးချွတ်နှုံနေပြီးတော့ခနာကိုကဒီဂျိုင်းကြပါဘောနော်ဂျိုင်းနဲ့ကဒီချွေးနံကလည်းဒါကြောကြလာမှာဖြစ်တယ်ချွေးနံပြင်းရတဲ့အကြောင်းကြီးကလည်းဒီချွေးထွက်တာလည်းအပါတလို့နောက်ပြီးတော့ကျွန်တော်တို့တကိုကြီးတန်ရှင်းကြောက်လည်းပါတကိုကြီးတန်ရှင်းရဲ့ဥမာရေချိုးတာရေပုံမှန်ချိုးဖို့လည်းလိုအပ်တယ်ရေပုံမှန်ချိုးမှလည်းကျွန်တော်ခနာကိုကပိုးမွှားတွေကချော့ချပြီးတော့ဒါဂျိုင်းချွေးနံပြင်းတာကချော့ချပေးနိုင်နောက်ပြီးတော့ဂျိုင်းငွေဂျိုင်းငွေရိတ်ဖို့လိုအပ်တယ်ကျွန်တော်ခနာကိုမှာကအမွေးတွေအမြင်တွေပောက်တာကတော့ဒါကတော့ ရှိတင်းတလောက်တော့ရှိရှိဖို့လိုအပ်တယ်။ကျွန်တော်တို့ခန္ဓာကိုယ်မှာပေါက်လာတဲ့အမွေးတွေကသူ့အနေတူဒါအလကားပေါက်တာတော့မဟုတ်ဘူး။သူ့အနေတူအတုံးဝင်နေ။ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ပြင်ပအတွက်ခုခံပေးတဲ့ဒါစကားလိုပုံစံမျိုးပေါ့။ဥပမာကျွန်တော်မြင်တောင်ပြောရမယ်ဆိုတော့ကျွန်တော်နှခေါင်းထဲမှာဆိုရင်အမွေးတွေရှိတယ်။ဒီအမွေးတွေကဘယ်လိုလှုပ်ဆောင်တယ်လဲဆိုတော့ကျွန်တော်တို့နှခေါင်းကနေပြီးတော့လေရှူသွင်းလိုက်တယ်။အဲ့ဒီလေထဲမှာဖုံမှုတွေနဲ့ပိုးမွှားတွေပါတယ်။အဲ့ဒီဖုံမှုတွေနဲ့ပိုးမွှားတွေကဒီနှခေါင်းထဲကအမွေးမှာတွားပြီးတော့ကပ်နေတယ်။အဲ့ဒီခါကျတော့ ီကပ်ပြီးသွားပြီးကြံတဲ့ရိုးရိုးလေတွေကပဲကျွန်တော်အဆုတ်တဲကိုရောက်လာအကယ်လို့အဲ့ဒီအမွေးတွေဒါနှာခေါင်းမွေးတွေမရှိဘူးဆိုရင်ဒီဖုန်မုတ်တွေနဲ့ပိုးမှားတယ်ကျွန်တော်အဆုတ်တဲကိုဒါရိုက်ရောက်ပြီးတော့အဆုတ်ကိုထိခိုက်မှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ခန္ဓာကိုယ်ကအမွေးမြင်တွေကတော့ရှိတင်းတလောက်ရှိဖို့လိုရတယ်ဒါပေမဲ့လိုရထက်ပိုပြီးတော့ရှည်နေတော့မကောင်းဘူးဒါကြောင့်မို့ရိုက်ဖို့လိုရတယ်အထူးသဖြင့်ကျွန်တော်ဂျိုင်းမှာရှိတဲ့ဂျိုင်းမွေးတွေအရန်ရှည်နေမရှည်နေမယ်ဆိုရင်ရိုက်ပေးမယ်ပုံမှန်ရိုက်ပေးမယ်အကယ်လို့ဂျိုင်းမွေးတွေရှည်နေမယ်ဆိုရင်ကျွန်တော်တို့ဒီချွေးတွေကဒီဂျိုင်းကြားထဲမှာပိတ်မိနေပြီလို့အနံ့စိုး ိုထွက်နိုင်ဒါကြောင့်မို့ဂျိုင်းမွေးတွေပုံမှန်ကျိပေးမယ်ဆိုတော့ချွေးထွက်နှုံကိုရှော့ချပေးပြီးတော့ခန်းဒီဂျိုင်းနဲ့ပြင်းနာကိုရှော့ချပေးရယ်ဒီချွေးထွက်နှုံတွေရှော့ချပေးပြီးတော့ခန္ဓာကိုယ်ဒီဂျိုင်းတွေကမတီးရပိုးမွားပေါက်ဖွားမှုနှုံကိုရှော့ချပေးဖို့ဆိုတော့ဒီဂျိုင်းလိတ်တောက်လေးကိုအသုံးပြုလို့ရတယ်ဒီဂျိုင်းလိတ်တောက်လေးကဒီဂျိုင်းနဲ့ဂျိုင်းကနေထွက်လာတဲ့ချွေးတွေထွက်နှုံကိုရှော့ချပေးတယ်နောက်ပြီးတော့ဒီချွေးပေါက်လေးတွေကိုလည်းကျင်းစေတယ်နောက်ပြီးတော့ကျွန်တော်တို့ဂျိုင်းမှာရှိတဲ့အသားကြီးကိုလည်းနိုးညံ့စေပြီးတော့သူကဖြိုဝင်းစေတာဖြစ်တယ် ော်ပြီးတော့ဒီပစ္စည်းလေးရာဆိုရင်လည်းရှေးအောင်ကိုတိုင်းထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်အာမခံချက်အပြေဝနဲ့ဝယ်ယူသုံးစွဲနိုင်ပါတယ်အစီလေးမာမယ်ဆိုတော့ကျွန်တော်ကိုချက်ပေါက်မှာမင်းမြန်မာယူနိုင်ပါတယ်ခင်ဗျာ